အားလုံးပဲမင်္ဂလာပါ sharing by our mayfair ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အလေးချင်းကောက်တွေတိဆောက်တဲ့နေရာမှာအသွင်ဝင်မဲ့နီလန်ခုနှစ်ခုကိုရောက်ဝေပေးသွားမှာဖြစ်ပါတယ်အလေးချင်းကောက်တွေဒါဆွေးမြေ့သွားပြီဆိုရင်ကျွန်တော်တို့ရဲ့မတိဆိုင်ကအလိုလျောက်ဆောင်ရခိုက်တော့မှာဖြစ်ပါတယ်ဒါကြောင့်မို့အောင်မွန်တဲ့အလေးချင်းကောက်တွေတိဆောက်ဖို့ဆိုရင်နံပါတ်၁ကတိကျတဲ့ရီမန်ချက်ပန်းတိုက်တွေတမဲရပါမယ်အဥပမာအရင်ကျွန်တော်အနေနဲ့ဆိုရင်မနေ့အိယာနိုတိုင်းရေတစ်ခွက် တောက်တဲ့အလေးချင်းကိုလှုပ်ဆောင်ထားပါတယ်။နေရာမှာအရေးကြီးတာတစ်ခုကတော့အရန်ကိုလှုပ်ဆောင်ဖို့ခက်ခဲတဲ့ပလန်တွေချတာမျိုးမလှုပ်ဆောင်ရပါဘူး။ဒီရတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ daily လှုပ်ဆောင်ပါလေချင်းတစ်ခုကကျွန်တော်တို့နေ့စဉ်နေ့တိုင်းလှုပ်ဆောင်မှသာလျှင်ဆွေးမြေ့လာမှာဖြစ်တဲ့အတွက်ကြောင့်ပြက်ကွက်တာမျိုးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့အလေအချင်းကတစ်ကနေပြန်စားတာပို့အဆင်ပြေပါတယ်။နံပါတ်3ခြေလန်းတိတိလေးတွေနဲ့စတင်ပါ။ဟုတ်ပါတယ်ကျွန်တော်တို့အလေအချင်းကောက်တိဆောက်တဲ့နေရာမှာအရန်ကိုခက်ခဲတဲ့အလေအထားမျိုးတွေမလှုပ်ဆောင်ခင် ်တည်မောမောလေထားလေးတွေနဲ့လေချင်းပါလို့ကျွန်တော်အနေနဲ့အကြံပြုချင်တယ်။အဲအရင်ကလွယ်ကူရွှေ့ချင်တဲ့ဟာတခုအနေနဲ့ဆိုရင်မနေ့ပြန်ဝမ်မဲအဝဲအစားကိုညနေကလေးကနေပြင်ဆင်ထားတာမျိုးကားတော့ဆိုင်ကယ်တော့ကိုနေရာတခုတက်မဲ့ပြီးစီမံထားတာမျိုးဒီလိုမျိုးအသေးအမောခြေလန်းလေးတွေနဲ့စတင်ပါဒီလိုမျိုးသင့်ငယ်တဲ့အလေးချင်းတွေကနေတဆင်းမြင့်တဲ့အလေးချင်းကောက်တွေကိုတိုတဲလောက်ဆောင်နိုင်မှာဖြစ်ပါလေနောက်တစ်ချက်ကလည်းအရန်ကိုအရေးကြီးပါလေအဲ့ဒါကတော့ လိုအလျောက်ဖြစ်စင်မဲ့အထောက်ပံ့တွေကိုစီမံထားဖို့ဖြစ်ပါတယ်။ဥပမာအပြင်ရေတောင်းနေတဲ့သူတွေရေပုံမှန်တောက်အောင်လေ့ကျင့်မယ်ဆိုရင်ရေဘူးကိုလေလုကူကူဘေးနားမှာထားထားတာမျိုးအကစားလုပ်ဖို့အလေးထားမွေးလို့သူတယောက်အနေနဲ့ဆိုရင်လေအကစားဖနဲ့ဝက်စုံတွေလေလုကူကူထားထားတာမျိုးဆိုလိုတာဖြစ်ပါတယ်။ငါးတစ်ချက်အနေနဲ့ကတော့အချိန်စရာတက်မဲ့ပြီးလှုပ်ဆောင်ပါ။လေ့ကျင့်ကောက်တစ်ခုဆွေးမြေ့တောက်အောင်ထိလှုပ်ဆောင်ဖို့ဆိုရင်အနည်းဆုံး၁၁ရက် အများဆုံးရဲ60အထိသာကျွန်တော်တို့ပုံမှန်လောက်သွားမယ်ဆိုရင်အလေးကျင်းကောက်တစ်ခုအဖြစ်ကူပြောက်သွားမှာဖြစ်ပါလိမ့်အထုံပါရမီဆိုတာလေဒီလိုအလေးကျင်းကောက်တွေကနေတစင်ဖြစ်လာတာလို့ပြောလို့ရပါတယ်လက်ချောင်းအနေနဲ့ကတော့ကိုကိုကိုဆူချင်းမြင်ပါကျွန်တော်တို့တည်တည်မော့မော့လေးထားလေးတွေကိုအောင်မြောင်လှောက်ဆော်တော့ပြီးပြီဆိုရင်ကိုကိုကိုကျွန်တော်တို့ recognize လုပ်ပါဆုံးတစ်ချက်အနေနဲ့ဆိုရင်ပြက်ကွက်ခဲ့တာတွေကိုပြန်လေးအစားထိုးဆောင်ရွက်ပါဟုတ်ပါတယ်ကျွန်တော်တို့အလေးကျင်းကောက်တွေတိစောက်တဲ့နေရာမှာအကြောင်းမျိုးမျိုးကြောင်း မဖြစ်မနေပြက်ကွက်ခဲ့ရတဲ့အခြေအနေတွေကြီးခဲ့တယ်ဆိုရင်လေမဖြစ်မနေပြန်လေအစာထိုးလေ့ကျင့်ပါအချုံများဝယ်ရမယ်ဆိုရင်လေထားကောင်းတစ်ခုဖြစ်ဖို့အတွက်နံပါတ်1တိကျတဲ့ယူမဲ့ချက်သတ်မှတ်ပါနံပါတ်2 daily လောက်ဆောင်ပါနံပါတ်3ခြေလန့်တေးသေးလေးတွေနဲ့စတင်ပါနံပါတ်4အလိုလျောက်ဖြစ်စေမဲ့ထောက်ပံ့များစီမံထားပါနံပါတ်5ခြင်စရာတစ်ခုသတ်မှတ်ပြီးလောက်ဆောင်ပါနံပါတ်6ကိုကိုကိုရှင်းမြင်ပါနံပါတ်9ပြက်ကွက်ခဲ့တာတွေကိုပြန်လေအစာထိုးလေ့ကျင့်ပါချက်ကိုလေ့ကျင့်ရင်းအလေထားကောက်တွေတည်ဆောက်နိုင်ဖို့အားပေးတိုက်တွန်းလိုက်ပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပေးဖို့တောက်ဆိုလိုက်ပါတယ်